မင်္ဂလာပါရှင်ခစ်တက်တလီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးစစ်တပ်စခန်းရှိခုကျေးရွာ18ရွာကိုထိန်းချုပ်ထားတဲ့မော်လာရီဗိုလူရှင်းအဖွဲ့ဟံဒေသခံတွေရဲ့အခက်အခဲကြောင့်ထိုးစစ်ကိုရန်ကန်တပ်မရှိရပ်တန့်စွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စကိုင်းနိုင်အထက်ပိုင်းမော်လိုက်ခရိုင်မော်လိုက်မြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တိုင်ငယ်စစ်စင်ရေးထိုးစစ်ကုန်းစစ်စင်ရေးနယ်မြေအတွင်းမှာရဲကန်တပ်မရှိယာယီရက်တန်းလိုက်တယ်လို့ မော်လာရိုဘူလူစီယံဖွဲကဒီကနေ့မှထုတ်ပြန်ထားပါတယ်။သိုးစိတ်ယာယီရတန်ရချင်းမှာစစ်စင်ရေးနယ်မြေအတွင်းစီတာနူလက်သမားတွေဟာစပိုင်းရင်တင်ချင်းနဲ့ပြည်သူလူထုစစ်ပေးဆောင်ရတာစားတဲ့ခက်ခဲတွေကိုငင်ညာထောက်ဆူတဲ့အနေနဲ့အထက်ကညွန်ကြားချက်အတိုင်းရာကန်တဲ့မစင်ရတန်ရတာဖြစ်တယ်လို့မော်လာရိုဘူလူစီယံဖွဲရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မော်လရိုဗူလူရှင်အဖွဲ့ဟာမော်လိုက်ခရိုင်တင်းငယ်ဆစ်စင်ရေးထိုးစစ်ကုံ2025ခုနှစ်ပီကန်ဒီအော်ဂိုလာတွင်ကစတင်ခဲ့ရန်စစ်ကောင်စီနှင့်ပြူစာတိစကံမှရှိခုကျေးရွာမှာ18ရာကိုစုံမထင်းထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဆစ်စင်ရေးအတွင်မှာစစ်ကောင်စီတပ်ကတပ်ဖွဲ့ဝင်တရာကျော်တိစုံသွားခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူအများအပြားနဲ့စစ်တပ်ပန်းများစွာကိုလည်းဖမ်းဆီးရမိကံလက်နက်ကြီးလက်နက်ငယ်ခရရန်တွေကိုလည်းတင်စီရမိတယ်လို့မော်လာရိုဗူလူရှင်းအဖွဲ့ကဆိုပါတယ်ရှင်။ ဆလဘင်အေယဝတီတန်းရွှေတောင်ရဲနဲ့တာပေါင်းတို့မှတိုက်ပွဲပြင်းထန်နေစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အေယဝရီတန်းအတွင်းရှိရွှေတောင်ရနဲ့တာမောင်မြို့နယ်တို့မှာအေယပူပေါင်းတန်းနေစစ်ကောင်မရှင်တို့တိုက်ပွဲများအပြင်းအထန်ပြန်လည်ဖြစ်ပွားနေကြောင်းသိရပါတယ်။တာမောင်ရှိတဲဖြူရွာနဲ့ရွှေတောင်ရမြို့အဆက်တို့မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မရှင်ဘက်မှလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်နေကြောင်းသတင်းရင်းမြစ်များထံမှသိရှိရပါတယ်။ တာပေါင်းမြို့နယ်စီတာပေါင်းကလေးကျေးရွာမှာတိုက်ပွဲများဖြစ်ပွားနေကြောင်းကိုအေအေကထုတ်ပြန်ပြောဆိုထားပြီးရခိုင်တဲဖြူကျေးရွာအထိတိုက်ပွဲကျယ်ပြန့်လာခြင်းဖြစ်ပါတဲ့တဲဖြူဘက်မှာတိုက်ပွဲဖြစ်နေတယ်လို့ကြားပါတယ်ငွေဆောင်ကွာနဲ့ရွှေတောင်ရံကန်းကျေတွေမှာစစ်နေပြီးတဲ့အဆက်မပြတ်လှည့်နေကြတယ်လို့သတင်းရမြစ်ကပြောဆိုပါတယ်ပီကတိနိုဝင်မာလာ22ရက်နေ့ကကွာပင်လေပြင်းမှာလှည့်လည်နေတဲ့စစ်ကောင်စီနေပြီးသုံးစီမှာကြေရွာများအတွင်းကိုလက်နက်ကြီးများဖြင့်15ကြိမ်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အယာဝတီတန်အတွင် လေးမျက်နာရေကြီးတာပေါင်းအင်ကဘူးရွှေတောင်ရံတို့မှတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးစစ်ကောင်မရှင်ကဟင်တရာပတ်မှနေ၍အင်အားစုဆောင်ကစစ်ကူများပုံလေးရရှိပါတယ်။တာပေါင်းတိုက်ပွဲမှနေ၍ရင်းနတာစစ်စေးရေးကိန်းဝင်ရောက်တိုက်ခိုက်ခံရမိကိုစိုးရိမ်ပြီးရင်းနတာကိန်းမှာဘန်ကာများဆောက်လုပ်ထားကလုံခြုံရေးကိန်းများအပြစ်ချထားကြောင်းသိရပါတယ်။ စစ်ကူများကိုလည်းအေယာဝတီတပ်ပွဲအနှံဖြန့်ကျက်ပို့ထားပေမယ့်ထိခိုက်တေဆုံးသူများ၍ပတိမဆာရလေးနှင့်ရွှေမြင့်တင်တကြိုးဆက်မှလူမပြတ်ကြောင်းဒေသခံများထံမှသိရပါတယ်ရှင်ဆလဘင်မုံရမျိုးနယ်နေပညာတက္ကသိုလ်မှတက်ဆွဲထားတဲ့စစ်တပ်ကဝင်ရောက်တိုက်ခတ်မှုစစ်သားလေးဦးတင်ဆောင်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရမျိုးနယ်နေပညာတက္ကသိုလ်မှတက်ဆွဲထားသည့်အကြမ်းမတ်စစ်တပ်ကိုဝင်ရောက်တိုက်ခတ်ရန်စစ်သားလေးဦးတင်ဆောင်ခဲ့ကြောင်းမုံရခရိုင်တပ်ရင်းနှင့်တက်ခွဲမှုကိုဝင်လင်းကပြောဆိုပါတယ်။ နိုဝင်ဘာလ23ရက်နေ့နနေ့ဆယ်နာရီခန့်မှာမုံရမြို့နယ်နေပညာတက္ကသိုလ်အကြီးအကဲစီမှတက်ဆွဲထားသည့်အကြမ်းမတ်စစ်တမ်းနှင့်ပြူစောတိများကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုနောက်ကမူအတွင်အကြမ်းမတ်စစ်တပ်ဘက်မှ၄ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလက်နက်ငယ်၂လက်လည်းပျက်စီးခဲ့ကြောင်းသိရပါသည်။သူတို့အတော်ကိုထိတာပါလက်နက်တော့မကောင်းနိုင်ခဲ့ဘူးအချင်းကြလာတော့ပြေအားမကျန်တော့တာကို ကြီးမလုံလောက်တာကြောင့်ကျွန်တော်တို့ရှေ့ကခင်အထီးပဲတိုးနိုင်ခဲ့တဲ့တိုက်ခိုက်မှုမှာစစ်ခွေးလေးကောင်တေးပြီးခုနှစ်ကောင်တရားရတယ်လို့သိရပါတယ်စစ်ခွေးတင်စင်းထတ်တို့တင်ဆောင်တာမျိုးရှိတော့စီမင်းအတော်ထီတာရှေ့မာတွေမျက်မြင်ပဲမို့ထတ်တို့စီလောက်တဲ့သူတို့အလေးငိုက်ခံရတာပါအဲ့ဒီနေရာမှာတက်ဆွဲထားတာစစ်ခွေးအင်အားက40ခန်းရှိတယ်လို့မိုးရခရိုင်တရင်နဲ့တက်ခွဲမှုကိုဝင်းလင်းကပြောဆိုပါတယ်အစောပိုင်းတိုက်ခိုက်မှုကမုံရခရိုင်အမှတ်နှစ်တရင်မှာမဟာမိတ်တပ်ဖွဲ့များဖြစ်သည့်မုံရခရိုင်တရင်နှင့်တက်ခွဲသုံးတက်ဆူနှင့်ဒါမျိုးဆက်တပ်ဖွဲ့ မုံရခရိုင်တရင်စနစ်တက်ခွဲလေးမီတာတဖွင်၊ချောင်းမီတာတဖွင်၊ရိုင်ယန်ကော့ဘီဘက်တပန်ဖိုတိုကပူပေါင်းလှောက်ဆောင်ခဲ့ကြောင်းသိရပါတယ်။အကြမ်းမဲ့စစ်တမ်းအနေဖြင့်အပြစ်မဲ့ပြည်သူများကိုဥတီတပ်ဖြတ်နေမှုများဆက်လက်လှုပ်ဆောင်မှာကပုံမှုစိုးဝါသည့်တိုက်ခိုက်မှုများကြုံတွေ့ရမည်ဖြစ်ကြောင်းနှင့်တပ်မတော်ဟူသောနမီကိုထိနေသောအဖြစ်ယောက်ျားပိသားစွာစစ်သားချင်းချင်းသာတပ်သည့်စစ်စီတိုက်ခိုက်ကြရန်မုံရခရိုင်တရင်နှင့်တက်ခွဲမှုကိုဝင်လင်းကဆက်လက်ပြောဆိုပါတယ်ရှင်။ ဆက်လက်ပြီးချင်းပြည်နယ်တိုင်ပွဲမှာအသေးများတာကြောင့်ခလရနှစ်နှစ်ရှိအနည်းရှိနန်းဆက်လူရတင်းချိုင်းကိုပါစက္ကစပိုင်စီထံဒကြိုရာမှာချင်းကြီးတချင်းကိုဆယ်လောင်းခန်းစုပုံမြုံနယ်နေရာဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ချင်းပြည်နယ်အတွင်းတိုက်ပွဲတွေပြင်းထန်လာပြီးတဲ့နောက်စစ်ကောင်စီထိခိုက်တိုက်စုံမှုများတာကြောင့်ကလေးမြို့ခလရနှစ်နှစ်ရှိအနည်းရှိနန်းဆက်လူရတင်းချိုင်းကိုစက္ကစီကပိုင်စီပြီးတေတဆိတ်မြုံနယ်ဒကြိုရာတွေပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ စစ်ကောင်စီအနေနဲ့သူတို့စုံမမှုနေပါနေတဲ့ကလေးမျိုးပတ်ဝန်းကျင်နဲ့ချင်းပြည်နယ်ကိုပြန်လည်ရရှိဖို့အတွက်အော်တိုဘာလနောက်ဆုံးအပတ်ကလေးကစစ်ကြောင်းထိုးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ဒီလိုစစ်ကြောင်းထိုးရမှာကလေးမျိုးကိုဗဟိုပြုပြီးအင်အားစုဖွဲ့ပြင်ဆင်တာတွေပြုလုပ်တယ်လို့တိုက်ပွဲအတွင်းသေဆုံးတရားရရှိသူစစ်သားတွေကိုလည်းကလေးမျိုးကိုပို့ဆောင်ပြီးမြုံနံတကြိုတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ဒီလိုမြုံနံတကြိုရမှာပြည်မသူတည်င်းပေါ့ချမှုမရှိစေဖို့အတွက် ကလေးမျိုးစင်ခလာရနှစ်နှစ်ရှိတဲ့အတွင်းနဲ့အနီးစီနန်းစလူရွာတင်ဆိုင်ကိုစတက်ကန်အပိုင်စီထားပြီးတင်းတဆိတ်မြုပ်နှံတကြိုနေတယ်လို့ဒေသခံသတင်းရင်းမြစ်တအုပ်ထံမှသိရှိရပါတယ်ခလာရနေနေစေကအဲဒီနာကနန်းစလူရွာတင်ချိုင်းကိုရောစတက်ကပိုင်းစည်းထားတဲ့ပြန်ပိုးတမျှအလောင်းတွေကိုနန်းစလူရွာတင်ချိုင်းမှာအခုနောက်ပိုင်းမြုပ်တဲ့အဲနာကရဲ့ရွာသားတွေဆုံရင်တော့သူတို့တင်ချိုင်းမြေချဖို့အရင်စတက်စီမှခွင်သားပြီးစတက်သမတ်တဲ့နေရာမှာမြုပ်ရတာလို့ပြောပါတယ် အစောပိုင်းခလာရနှစ်နှစ်ရှင်းနေနန်းစလူရွာတင်ဆိုင်တို့ကိုအတုံးမပြူမီအစောပိုင်းကကလေးမြို့ရှိပဲစီကံပလဲတင်ဆိုင်မှာတည်ဆုံးသူစစ်ကောင်တီတပ်သားတွေကိုမိဆိုးတကြုံမှုတွေပြုလုပ်ခဲ့ပေမယ့်ပြည်သူတွေကြောင့်တရင်ပေါက်ကြတာတွေရှိတာကြောင့်နန်းစလူရွာတင်ဆိုင်ဘက်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီးမဖြစ်မနေမိဆိုးရမယ့်အလောင်းတွေကိုတောင်ကံပလဲတင်ဆိုင်မှာမိဆိုးတကြုံတယ်လို့သိရပါတယ် ဒါအပြင်နန်းစလူရွာတင်ကြိုင်မှာမြုံနံကြမှာလဲတည်ဆုံသူစစ်ကောင်စီတပ်သားတွေမြပြလွန်းလာကြောင်းအလောင်းတလောင်းတခြင်းပုံစံနဲ့မြုံနံနာမျိုးမဟုတ်ဖိန်ကျင်းအကြီးတခါတဲ့သူပြီးတခြင်းကိုဆယ်လောင်းခံပေါင်ပြီးမြုံနံလေးရှိတယ်လို့သူကဆက်ပြောပါတယ်အစကမြို့အစီဘဲကံပလဲမှာမိဆိုတချို့တောင်နောက်ပိုင်းလူတွေတိကုံလို့နန်းစလူတင်ကြိုင်ကိုပြောင်ပြီးမြုပ်ကြတာကံပလဲမှာမိတချို့ရင်လဲတခါတဲ့နှစ်လောင်းသုံးလောင်းနန်းစလူမှာမြုပ်တာတော့တခါတခါမြုပ်ရင်ကျင်းအကြီးကြီးသူပြီးဆယ်လောင်းစီထဲမြုပ်ကြတာလို့ပြောပါတယ် နိုဝင်ဘာလတလအတွင်းမှာကလေးမျိုးပတ်ဝန်းကျင်နဲ့ချင်းပြည်နယ်နိုင်ပွဲတွေအတွင်းမှာစစ်ကောင်စီကအလောင်းပြန်ရလို့ညှုံ့နှံတကြိုသူတရားကြောရှိတယ်လို့သိရပါတယ်စစ်ကောင်စီစစ်ကြောင်းတွေအနေနဲ့ကလေးမျိုးမြောက်ဖန်တဲ့တောင်ဘက်တွေကိုတားမကချင်းပြည်နယ်အတွင်းစီတိုင်းငင်လမ်းပိုင်းနဲ့အခြားတော်လရင်အင်အားစုတွေအကောင်ရဒေသတွေသို့စစ်ကြောင်းထုံမှုတွေကိုနိုဝင်ဘာလအတွင်းပုံမှုပြုလုပ်နေပြီးစစ်ကောင်စီတည်ဆုံမှုနဲ့လက်နက်ခရဲသင်းစရာရှိမှုတွေဇက်နိုင်ရှိနေတယ်လို့လည်းတော်လရင်အင်အားစုတွေဘက်ကထုတ်ပြန်ထားကြပါတယ်ရှင် ဆက်လက်ပြီးတရချားမြို့နယ်မင်းတပ်ရွာကိုစစ်တပ်ကမိရှုဖျက်ဆီးမှုနေအိမ်90ကျော်ပြားကြောင်းတိုက်ပွဲများလည်းဖြစ်ပွားနေပြီးစစ်တပ်ဗမာအထက်တင်းစုံမှုရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တနင်္သာရီတိုင်းတရချာမြို့နယ်မင်းတပ်ရွာကအကြမ်းမတ်စစ်တပ်ကမိဆုဖြက်စီမှုနေအိမ်90ကျောင်းပြာကြကောင်တိုက်ပွဲများလည်းဖြစ်ပွားနေပြီးစစ်တပ်ဗမာထိခိုက်ဒေဆုံးမှုရှိကြောင်းဒေသရင်းစီရဲတရင်ချင်းမြင့်နဲ့ဒေသပြည်သူများကပြောဆိုပါတယ်။နိုဝင်ဘာလပိုင်းမှာစတင်ပြီးတရချာမြို့နယ်နဲ့ထိစပ်လျက်ရှိတဲ့ ပလောင်မြို့တကျော်ရှိကျေးရွာများကိုအကြမ်းမတ်စစ်တပ်ကအင်အားလုံးရင်ဖြင့်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရပါသည်။ထိုအကြမ်းမတ်စစ်တပ်စစ်ကြောင်းသည်နိုဝင်ဘာလ23ရက်နေ့နနက်7:00နာရီခန့်မှစတင်ပြီး မင်းတပ်ရွာကိုဝင်ရောက်စီနေမိဆွေဖြက်စီခဲ့ခြင်းဖြစ်ကြောင်းအကြမ်းမဆက်တမ်းမိဆွေဖြက်စီခြင်းကြောင်းကျင်းရွာအတွင်းစီနေအိမ်90ကျော်ပြန်ကျခဲ့ကြောင်းသိရပါတယ်စစ်ခွေးတွေကတရချမျိုးနဲ့အောက်ဖက်ချံပုံပလောင်မျိုးတကြောမှရှိတဲ့ရွာတွေကိုစစ်ကြောင်းထိုးပြီးမိဆွေနေတာတရချမျိုးနဲ့ထပ်ဖက်ချံမှလည်းစစ်ခွေးစစ်ကြောင်းကစီတယ်အခုရွာတွေကိုမိဆွေနေတဲ့စစ်ခွေးကအောက်ဖက်ချံကိုတကြောထိုးနေတဲ့ကောင်းတွေစစ်ခွေးတွေမိဆွေလို့မင်းတပ်ရွာကနေ90ကျော်ပြန်ကျသွားတယ်လို့သိရတယ်ဟုဒေသတွင်းစီရင်သတင်းရှင်မြစ်ကပြောပါတယ် ဒါအပြင်တရချမြို့နယ်ဝင်းဝသတားအနီးနှင်းရက်ဆက်တိုက်ပွဲများဖြစ်နေပြီးစစ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းပရိသတ်လုံးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ10ရက်နေ့ညပိုင်းမှာတရချမျိုးမှအင်အားလုံးရင်ဖြင့်ထွက်လာတဲ့အကြမ်းမဆက်တဆက်ကြောင့်ဝင်းတရာအနီးတော်လရင်ပူပန်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရန်တိုက်ပွဲနဲ့ကျင်းဆက်နိုင်ဖြစ်ပွားခဲ့ကြောင်းနိုဝင်ဘာလ10ရက်နေ့နေ့နက်ပိုင်းမှာလည်းရင်းရံကြမ်းမဆက်တဆက်ကြောင့်တော်လရင်ပူပန်းတပ်ဖွဲ့တို့ကြောင့်တိုက်ပွဲနဲ့ကျင်းထပ်ဖြစ်ပြီးစစ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို KLL လေတပ်မဟာလေတရင်ဆက်နေတပ်ခွဲနေဗဒီတလုံးတပ်ခွဲနေဂဇယ်တို့ကြားတပ်ခွဲတို့ကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။